ောင်လေးမင်္ဂလာပါ။ဟုတ်မင်္ဂလာခင်ဗျာ။အမောင်လေးရဲ့နာမည်နဲ့မောင်လေးတက်နေရဲ့အခုတက်ရောက်နေရဲ့အကြောင်းနာမည်လေးအမောင်မိတ်ဆက်ပေးပါအောင်။ဟုတ်ကျွန်တော်နာမည်ကထဝေရှန်တုံးပေါ့နော်။ဒီ nickname နဲ့ Rio လို့ကဒီအတိုင်းဝမ်းမှာတည်ကြရဲ။ဟုတ်ကျွန်တော်ကကျတော့ဒီဒီနေ့မှာကျတော့ Pablo graduation တက်ပြက်လဲဆိုတာလည်းပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ကဟာလဲ AB level 5 diploma ပြီးသွားတာပေါ့ကျွန်တော်ဒီ PK intake မှာပြီးသွားဆိုတော့အကြောင်းမတက်ဖြစ်တာဟုတ်ဟုတ်ကဲ့ခင်ဗျာမောင်လေးပေါ့နော် AB diploma ကိုလေ့လာဖို့ဘာကြောင့်စီအားထက်သန်းခဲ့လဲ Okay, ကျွန်တော်ဆေးရှိကြီးစွေလို့ပြောလို့ရတယ်။ကျွန်တော်လာရှိုးလို့မျိုးပတ်ကြတော့ဒီ business နဲ့ပတ်သက်တာဆိုလို့ရှိရင်တိတ်ပြီးတော့အဲ့လိုမျိုးအတိုင်းဝန်းကောင်းမရှိဘူး။ပြီးတော့အဲ့လိုမျိုး business နဲ့ပတ်သက်ပြီးလေ့လာလို့ရတဲ့ qualify ဖြစ်တဲ့ education မျိုးမရှိဘူး။အဲ sage ကဒီ AB ဆိုတဲ့အဲ့လိုမျိုး qualify ဖြစ်တဲ့ဟာမိတ်ဆက်ပေးရဲ။အာလိုမျိုးကျွန်တော်တို့ရဲ့ဒီ fair ရန်နေ fan fair လို့မျိုးပေါ့နော်။အဲ့လိုမျိုးဒီကျွန်တော်ပုံစံတွေကနေတက်ပြီးတော့မှဒီအကြောင်းပို့တည်လာရဲ internship ဆင်းရဲ level 4 5 go 6ပေါ့ဟောအဲ့လိုမျိုးနေပို့ပြီးတော့တက်ဖြစ်သွားတာပေါ့စတိုင်ဟုတ် အမောင်လေးအေဘီလေးလာနေစင်မှာပေါ့နော်အမှတ်တရနဲ့အဘယ်လိုမျိုးစိန်ခေါ်မှုအခက်ခဲလေးရှိခဲ့လဲပေါ့ဘယ်လိုမျိုးကြော့ဖြတ်ခဲ့ရလဲပေါ့အဲ့ဒါလေးတွေ အာပထမဆုံးအမတ်တရားအနေနဲ့ပြောရဲဆိုလို့ရှိရင်ဆိုတော့ဒီ top paper winner ရတော့မှာပေါ့နော်ဒီ top paper winner ရတော့မှာကျတော့အာဖြစ်ချင်တော့နဘာသာဖြစ်ရတဘာသာ top paper ဖြစ်ပြီးတော့တဘာသာ fail ဖြစ်သွားအဲ့တော့မတရားတော့ဒါမဲ့လည်းအဲ့ fail ဖြစ်သွားတဲ့ဘာသာလည်းပြီးခဲ့ intake မှာပဲအောင်သွားတယ်အဲ့တော့သူရဲ့အာဗလဲအစဉ်ပြေရဲ့ချက်လို့ပြောရတာပြီးတော့ဘာ challenges တွေရှိခဲ့လဲဆိုတော့ကျွန်တော်က business နဲ့ပတ်သက်ပြီးတော့လုံအောင်လူအသက် အဲ့လိုမျိုးတစ်ခါမှဝင်ပွဲ fail တစ်ခုဝင်ရကြတော့စစချင်းလေးလာနေမှာနည်းနည်းကြောင်တောင်ဖြစ်တာတွေရောရှိရတယ်ဒါပေမဲ့ AP ကတကယ်ဟိုလိုမျိုး qualify ဖြစ်တဲ့အပြင်ကိုသူ့ရဲ့အဲ့အထက်မှာပိုင် content နေရလဲတကယ်လက်တွေ့မှာအသုံးချလို့ရရဟာကြီးပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အများကြီးအဲ live မှာအများကြီး support ပေးရဟာဖြစ်သွားနေရဆိုတော့အဆင်ပြေရပေါ့ဟုတ်ဟုတ်ဟုတ်အခုပေါ့နော် top people winner ရတော့ရဲ့ subject လေးနဲ့အဲ့ subject မှာကဘာအမှတ်များဆုံးရှင်ပြအောင်ဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတာလေးပါပြပြပေးပါအောင်ဟုတ်ကျွန်တော်အခု top paper ရတဲ့ subject ကကျတော့ level 5က um international business economic and market ပေါ့နော်အဲ့ဒီမှာကျတော့ကျွန်တော်ကငကိုကလေးကကျွန်တော်ကဒီ communication and marketing ပိုင်းကိုအရင်သဘောကျရလို့ဆိုတော့အဲ့ဒီမှာဒီရဲ့ဘာသာရဲ့ကိုရေးရဲ့အချိန်မှာအဲ့လိုမျိုးကိုသဘောကျတဲ့ company ကိုရေးရရေးပြီးတော့အာရွေးချယ်အချိန်မှာလေဒီ digital လေးရွေးချယ်ပြီးတော့ငါဘယ်လိုမျိုးလေးလောက်ရင်ကောင်းမလဲပေါ့အာဘယ်လိုမျိုးလေးပေါ်ပြရင်တော့ဒီ တကယ်လက်တွေ့မှာဖြစ်နေရဲ့အကြောင်းအရာတွေကိုဖော်ပြလို့ကောင်းမလဲပေါ့အဲ့လိုမျိုးရည်သေးချာ research လုပ်တယ်အကောင့် research လုပ်ပြီးတော့မှသေချာပြီးရွေးချယ်အချက်အလက်တွေသေချာပြီးဆိုတော့မှပဲကျွန်တော်ဒီ data လေးရေးဖြစ်ခဲ့ပြီးတော့အဲ့လိုမျိုးဒီလောကအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့စိတ်ဝင်စားအကြောင်းကိုလည်းပါမှာပါဒီအဲ့လိုမျိုးရေးတဲ့နေရာမှာပို့ပြီး passionate ဖြစ်ပြီးရေးလိုက်တဲ့အတွက်ကြောင့်ကိုလည်းပါမယ်လို့ထင်တယ်အဲ့အကြောင်းလို့လည်းအမှန်ညာဆုံးရတယ်လို့ထင်တာပဲဟုတ် ဟုတ်ကဲ့ပါအဲဒီ AB တွေးကြုံတွေးကြုံနေပေါ့နော်အဲတက်ရောက်တဲ့အတွေ့အကြုံတွေကမောင်လေးရဲ့ဒီအအနာဂတ်ဆန္ဒရဖြစ်တဲ့အလောက်ကိုင်းနေမှာပညာရေးမှာရောဘယ်လိုမျိုးတက်ရောက်မှုရှိခဲ့လဲပေါ့အဲဒါမှမဟုတ်လို့ရှိရင်အနာဂတ်မှာရောဘယ်လိုတက်ရောက်မှုရှိမယ်လို့ထင်လဲပေါ့ အင်းကျွန်တော်ဒီ AB လေးလာကြအချိန်မျိုးပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကတိတ်ပြီးတော့ direction မရှိတဲ့လူတွေမှာပါတယ်။ဒါပေမဲ့ AB တက်ပြီးတဲ့အချိန်ဒီမှာကျကျွန်တော်ဒီအာလုံးဝတကယ် short term ကနေ long term ဒီဘယ်လိုမျိုးတွေးခွာရမလဲ job တစ်ခုလောက် shout out မယ်ဆိုလို့ရှိရင်ဘယ်လို preparation လောက်ရမလဲအဲ့ကနေပြီးတော့မှအခု level 6ဆိုလို့ရှိရင်လုံးဝအာ CEO တရား executive တရားအနေနဲ့ဘယ်လိုမျိုးစဉ်းစားတွေးခွာပြီးဘယ်လိုမျိုးဆုံးဖြတ်ရမလဲဆိုတဲ့အကြောင်းအရာတွေလေ့လာရတယ်။အဲ့တော့ကျတော့နောက်ပိုင်းကျွန်တော်လုပ်ချင်တဲ့အလုပ်ခွင့်တစ်ခုမှလည်းကျွန်တော်ပြန်ဝင်တဲ့အချိန်ကျလို့ရှိရင်ဒီရဲ့နေရာမှာတင်ရတဲ့ theory တွေက တကယ်လည်းတော့အများကြီးအကျိုးတရားမှုရှိလာနိုင်တယ်ပေါ့အဲ့လိုမျိုးပဲပြောင်းလဲမှုတွေလည်းအများကြီးရှိသလိုနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ career မှာပို့ပြီးတော့တည်တည်ကြကြနေတဲ့အဲ့လိုမျိုးတကယ်ဟိုဘယ်လိုမျိုး career ကိုဆက်ပြီးတော့ sustainable ဖြစ်အောင်လုပ်ရမလဲပေါ့အဲ့လိုမျိုးနေရာကြီးအစားအထိအဆင်ပြေသွားမယ်လို့ချက်ပါရခင်ဗျာဟုတ်အမ်ဘောနောအခုမောင်လေးလက်ရှိတက်နေတဲ့ ABE တငယ်ချင်း ABE မှာတငယ်ချင်းနေလောက်တက်မဲ့မိတ်ဆွေရှိမယ်ဆိုရင်ရောဘယ်လိုအချက်မျိုးစကားလေးပြောချင်လဲပေါ့ ဟုတ်အဲ့လိုမျိုးပါလေကိုယ့်ရဲ့အမ်အမြင်တွေကိုအဲ့လိုမျိုးဖော်ပြဖို့မကြောက်ရွံ့နဲ့ပေါ့အဓိကတော့ဘာလဲဆိုတော့ EP မှာကျွန်တော်ရေးခဲ့တခြားလောင်းလဲအဲ့လိုမျိုးဒီ topic ပဲရရဟာဆိုလို့ရှိရင်လည်းကျွန်တော် passionate ဖြစ်တယ်ဖော်ပြခြင်းနဲ့အကြောင်းအရာကောင်းကောင်းဖော်ပြပါတိုင်းမှာအမတ်အများရရဆိုတော့တကယ်ချင်းနေနည်းနဲ့လဲတို့ရဲ့အမြင်ကိုကောင်းကောင်းမွန်မွန်ရေးရင်တော့ပိုကောင်းမယ်လို့ချင်တယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းနိုင်ငံခြားနေပြီးမှကို all မြန်မာမှာလူမျိုးလူတွေငယ်ရှိပါလားဆိုတော့ပို့ပြီးတော့တည်လာပြီးတော့အဲ့လိုမျိုးအများကြီးတကယ်အနာဂတ်မှာလည်းထားပတ်နေအများကြီးဖြစ်မယ်လို့ထင်ပါတယ်ရေလူငယ်တွေအတွက်ဟုတ်ဟုတ်ဟုတ် ခုလိုဖြည့်စားပေးတဲ့ကျေးဇူးများအတင်ပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ခင်ဗျဟုတ်